အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်ကလေးကတော့ကိုချင်းစာတက်တော့သူငယ်ချင်းလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ငါတောင်ကုန်းတောင်တန်းနေဝန်းရံထားတဲ့အေးချမ်းလာတဲ့ကြီးရွာလေးတရွာမှာသူငယ်ချင်းနှစ်ယောက်လည်းနေထိုင်တဲ့ကွယ်သူတို့နှစ်ယောက်ကတော့ကြက်ကလေးမိုင်လာနဲ့လက်ကလေးတာယာတို့ပဲဖြစ်ပါတယ်ကွယ် တို့နှစ်ယောက်ဟာရွာရဲ့နေနာမှာရှိတဲ့မြေရှောင်းလေးတစ်ခုရဲ့ဘေးနားမှာနေ့စဉ်နေ့တိုင်းအတူတူကစားလေးရှိကြတဲ့ကွယ်ပြီးတော့သင်းတွေလည်းအတူတူဆိုကြတာပေါ့တနေ့မှာတော့ကြက်ကလေးမိုင်လာဟာ သူငယ်ချင်းတာယာထံသို့ငိုပြီးတော့ပြေးလာတဲ့ကွယ်ငါရဲ့အကျိတ်ဆုံးလေးရုပ်ကလေးကစီးသွားခဲ့ပြီ။ငါအဲ့ဒီရုပ်ကလေးနဲ့ ဲ့ဒီခါမှာလက်ကလေးကအဲ့ဒါအယုတ်လေးတယောက်ပါပဲကွာဝမ်းနေမနေပါနဲ့လို့အလွယ်တကူမပြောဘဲနဲ့ကြွက်ကလေးကို နူးညံ့တဲ့မျက်လုံးလေးတွေနဲ့ကြည့်ပြီးတော့ဒီလိုပြောလိုက်တဲ့ကွယ်စိတ်မကောင်းမှဘူးမိုင်လာရဲ့အဲ့ဒီအယုတ်ကလေးဟာမင်းသိက်ကိုနှစ်သက်ရတဲ့အယုတ်ကလေးဆိုတာကငါသိပါလေငါတို့တခြားနီးလန်းတွေနဲ့ကစားကြတာပေါ့နော်လက်ကလေးဟာ မိုင်လာရဲ့လှေကလေးကို ပြန်ကောင်းလာအောင် မလုပ်ပေးနိုင်ပါဘူး။ဒါပေမဲ့သူဟာမိုင်လာနဲ့အတူတူမြေကန်တဲ့ဘေးမှာထိုင်ပြီးတော့မိုင်လာရဲ့ဝမ်းနည်းတဲ့စကားတွေကိုနားထောင်ပေးတယ်၊ဂရုစိုက်ပေးတယ်ပြီးတော့နှစ်သိမ့်ပေးတာပေါ့ကွယ်။မိုင်လာကလည်းလိတ်ကလေးနဲ့စကားပြောပြီးတဲ့အခါမှာတော့တဖြည်းဖြည်းနဲ့ပြန်လဲပျော်ရွှင်လာတော့တာပေါ့ကွယ်။ ကျေးဇူးတင်ပါတယ်ဒါယာရယ်မင်းကငါ့လေရုပ်ကလေးကိုပြန်မလုပ်ပေးနိုင်ပြီမဲ့ငါရဲ့ဝမ်းနည်းမှုတွေကိုမျှဝေခံစားပေးလေငါ့ကိုပျော်ရွှင်အောင်ပြုလုပ်ပေးတယ်မင်းကငါ့ရဲ့အကောင်းဆုံးတင်ရှင်ပါပဲကွာကျေးဇူးတင်စရာမလိုပါဘူးကွာငါတို့ကအကောင်းဆုံးတင်ရှင်တွေပဲလေငါကမင်းရဲ့ကိုချင်းစာတက်တဲ့တင်ရှင်တယောက်ဖြစ်ရှင်လို့ပါကွာ ဒီလိုပဲလိတ်ကလေးကဝန်းနေရတဲ့အခါမျိုးတွေမှာလည်းတွက်ကလေးမိုင်လာဟာလိတ်ကလေးရဲ့ဝန်းနေမှုတွေကို မျှဝေခန်းစားပြီးနှစ်သိမ့်ပေးလေးရှိတဲ့ကွယ်။ဒါကြောင့်သူတို့နှစ်ယောက်ဟာ အကောင်းဆုံးတငယ်ချင်းတွေဖြစ်လာကြတာပေါ့ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်တတမီမီတို့လည်းကိုယ့်ရဲ့ဝမ်းနည်းမှုတွေကိုမျှဝေခံစားပေးတတ်တဲ့သူငယ်ချင်းတွေကိုတံမိုးထားပြီးတော့ အကောင်းဆုံးငွေချင်းတွေအဖြစ်သတ်မှတ်ပေးရမယ်နော် ပြီးတော့တသားမိမိတို့ကိုယ်တိုင်ကလည်းကိုယ့်ရဲ့ငွေချင်းတွေအတွက်မျှဝေခန်းစားပေးတတ်တဲ့အကောင်းဆုံးငွေချင်းတွေဖြစ်လာအောင် နေထိုင်ကြရမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်